ထီးသမျှကိုရွှေဖြစ်ပြောင်းလဲနိုင်တဲ့ဒဏ္ဍာရီတွေကရွှေလက်ပိုင်ရှင်မိုက်ဒပ်ဘီရဲ့ဒဏ္ဍာရီဟာဒဏ္ဍာရီပုံမြင်နေတဲ့မှာလောဘရဲ့အန်ရည်နဲ့ရုပ်ဝိထုချမ်းသာမှုကိုလိုက်စားခြင်းရဲ့အန်ရည်တွေကိုဖော်ပြရဲအကျော်ကြားဆုံးသတိပေးပုံမြင်နေတဲ့ကတပုတ်ပါသူရဲ့ဇာလံကိုရာစုနှစ်ပေါင်းများစွာပြောပြခဲ့ကြပြီးဇာနာအလုံးဟာပျော်ရွှင်မှုစီကိုမပို့ဆောင်နိုင်မှုဆိုတာကိုလူတွေကိုသတိပေးခဲ့ပါတယ်ဒါပေမဲ့ဒီမိုက်ဒပ်ဘီရင်ကဘာလုပ်လဲသူရဲ့ဒဏ္ဍာရီဆန်တဲ့ရွှေလက်ကသူ့ရဲ့အကြီးမြတ်ဆုံးလက်ဆောင်နဲ့အဆိုးရွားဆုံးချိန်စာအဖြစ်ဘယ်လိုများဖြစ်လာခဲ့တာလဲ ယူသက်အန်တိန်မန့်ကတော့ဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးနေတာဖြစ်လို့ page လေးနဲ့ channel လေးကိုလည်း like and subscribe follow လေးလုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ဦးမြမိုင်းတပ်ပြင်ဟာယနေ့ခေတ်တူရကီနိုင်ငံဖြစ်တဲ့ဖရီဂျီယာရှေးဟောင်းနိုင်ငံရဲ့အုပ်စိုးသူတယောက်ပါသူရဲ့ချမ်းသာမှုနဲ့ရွှေကိုချစ်မြတ်နိုးမှုကြောင့်လူတည်များပြီးကံကောင်းခြင်းနဲ့စိန်ခံမှုဟာပျော်ရွှင်မှုရဲ့တော့ချက်လို့ယုံကြည်တဲ့ရရောပင်မိုင်းမဲတဲ့ဘရင်တစ်ပါးဖြစ်ပါသည် ချမ်းသာကြွယ်ဝမှုအတွက်သူ့ရဲ့မပြည့်နိုင်တဲ့ဆန္ဒကသူ့ကိုကန့်ဆိုးစေတဲ့ဆန္ဒတစ်ခုကိုတောင်းခံစေခဲ့ပြီးနောက်ဆုံးမှာသူ့ကိုနာကျင်စရာသင်ခန်းစာတစ်ခုတင်ပေးခဲ့ပါတယ်။ဒီနေ့မှာပျော်ရွှင်ခြင်းနဲ့ဝိုင်ကိုနှက်သက်ခြင်းကြောင့်လူသီများတဲ့ဒိုင်အိုနီဆက်နက်ဖျားဟာမိုင်းတဲ့ရဲ့နိုင်ငံကိုဖျက်သွားခဲ့ပါတယ်။သူ့ရဲ့အသက်ကြီးတဲ့ဆရာနဲ့အဖော်ဖြစ်တဲ့စီလင်နတ်စာလမ်းပျောက်သွားပြီးမိုင်းတဲ့စာသူ့ကိုရှာဖွေတွေ့ရှိခဲ့ကအဲဝေးဂျေဘွန်စွာဆက်ဆံခဲ့ပါတယ်။သူ့ရဲ့ကျင်နာမှုအတွက်ဆုလက်အနေနဲ့ဒိုင်အိုနီဆက်ကမိုင်းတဲ့ကိုဆန္ဒတစ်ခုပေးခဲ့ပါတယ်။ မိုက်ဒက်စာတုံဆိုင်မနေပဲနဲ့သူထိလိုက်သမျှအရာအလုံးရွှေအဖြစ်ပြောင်းလဲသွားစေဖို့အတွက်ဆူတောင်းခဲ့ပါရီဒိုင်အိုနီဆာဟာတုံဆိုင်မနေတော့ပဲမိုက်ဒက်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါရီပထမဦးဆုံးတော့မိုက်ဒက်စာအလုံးကိုပြောရွှင်ခဲ့တာပါသူဟာအကြောက်တုံးနေအပင်နေနဲ့ပရိဘောဂတွေကိုထိတွေ့ပြီးသူတို့ဟာရွှေစစ်စစ်အဖြစ်ပြောင်းလဲသွားတာကိုကြည့်နေခဲ့ပါရီသူရဲ့နန်းတော်ဟာဆွေလည်းပဲရွှေနေရနေနဲ့တောက်ပါနေပြီးသူဟာကဘာပေါ်မှာအချမ်းသာဆုံးလူသားလို့သူ့ကိုယ်သူမှန်းဆခဲ့ပါရီ ဒါပေမဲ့သူရဲ့စိတ်လှုပ်ရှားမှုဟာမကြခင်မှာပဲကြောက်ရွံ့ထိတ်လန့်မှုအဖြစ်ပြောင်းလဲသွားရပါတယ်။မိုက်ဒက်ရဲ့ဆန္ဒအကျိုးဆက်တွေဟာသူစားဖို့ကြိုးစားတဲ့အခါတိုင်းမှာထင်ရှားလာပါတယ်။သူ့လက်နဲ့ထိလိုက်တဲ့အစားအစာတွေဟာရွှေအဖြစ်ပြောင်းလဲသွားပြီးသူ့ကိုယ်သူအဟာရဖြစ်တင်းမှုအတွက်မဖြစ်နိုင်တော့ပါဘူး။ပိုပြီးဆိုတော့ကသူ့ရဲ့ချစ်လာစွာသောသမီးလေးကသူ့ကိုဖတ်တဲ့အခါမှာလေသူမှလည်းအသက်မဲ့ရွှေရုပ်ထုအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။တစ်ချိန်ကလောဘစိုးတိုက်ခဲ့တဲ့ဘရင်ကြီးဟာအခုတော့အသက်မဲ့ဇိမ်ခံပစ္စည်းတွေနဲ့ဝေးရံထားပြီးတကယ်အရေးကြီးတဲ့အရာဖြစ်တဲ့ချစ်ချင်းမေတ္တာနဲ့အသက်ကိုဆုံးရှုံးသွားခဲ့ရပါတယ်။ သူ့ရဲ့အမားကိုသဘောပေါက်ပြီးမိုက်ဒက်စာဒိုင်ယိုနီဆက်စီကိုသူ့ရဲ့လက်ဆောင်ကိုပြန်ယူဖို့အတွက်တောင်းပန်ခဲ့ပါတယ်။နတ်ဘုရားဟာတနာကျင်လာပြီးသူ့ကိုပတ်တိုးလက်မြစ်မှာလက်ဆေးဖို့အတွက်ပြောခဲ့ပါတယ်။မိုက်ဒက်လှုပ်လိုက်တာနဲ့ရွှေလက်ဟာသူ့စီကနေထွက်သွားပြီးမြေကိုယ်တိုင်ကရွှေကျွဲဝသွားပါတယ်။ရှေးခေကပတ်တိုးလက်မြစ်မှာရွှေတွေ့ရခြင်းအကြောင်းရင်းကဒါကြောင့်ဆိုပြီးတော့လေအရှုကဆိုကြပြန်ပါတယ်။မိုက်ဒက်စ်ရဲ့ဇလန်းဟာမထိန်ချုံနိုင်တဲ့လောဘရဲ့အန်နီယယ်တွေကိုတရိပ်ပေးတဲ့အားကောင်းတဲ့သင်ကန်းစာတစ်ခုအဖြစ်ယနေ့ထက်တိုင်တရိပ်ပေးနေစေဖြစ်ပါတယ်။ စစ်မှန်တဲ့ပျော်ရွှင်မှုဟာချမ်းသာကြွယ်ဝခြင်းနဲ့မတိုင်းနာနိုင်ပေမဲ့ချစ်ချင်းမေတ္တာတရားနဲ့စာနာစိတ်ကတော့တိုင်းနာနိုင်ပါ रे ဒီပုံမြင်လေးဟာချမ်းသာမှုကိုအစွန်းရောက်လိုက်စားခြင်းဟာပြည့်စုံခြင်းထက်ဆင်းရဲခြင်းဒုက္ခကိုဥတီစေနိုင်တယ်ဆိုပြီးကျွန်တော်တို့ကိုတရီပေးနေပါ रे တခါတရံမှာကျွန်တော်တို့အလိုရှိဆုံးအရာတွေဟာကျွန်တော်တို့ရဲ့အကြီးမားဆုံးချိန်စာတွေဖြစ်လာနိုင်လို့ပါအစောင်းနေ့ကြီးရှိွားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ रे ခင်ဗျာ